အိန္ဒိယဆိုတဲ့ဟာပြည်ညတ်တွေပေါ့နော်ပြည်ညတ်တွေအရေးကြီးပါဘူးအဓိကအနှစ်သားအရေးကြီးတယ်လေတချို့စီကိုကျွန်တော်တို့ကတော့ဒါဒီမဖြစ်တတ်ပါဘူးပေါ့နော်ဒါလေးတော့ကျွန်တော်တို့ကိုငညာပြန်ပြုတ်ဖို့ဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့ကတင်တယ်ပေါ့ကိုကိုပြက်ပြီးတော့မှဂေကျူတို့ကဆက်ပြက်မယ်ဆိုလို့ရှိရင်တော့ဒုက္ခဘက်ကဆိုတော့ကျွန်တော်ကဖြစ်နေတဲ့လူဖြစ်တဲ့ကြောင့်တော့ second ring ကတော့ကျွန်တော်တို့ကတက်တယ်ပြောမှာကဂေကျူလို့ပေါ့ 2030ရွေးနဲ့မတူပါဘူးကွာဆိုတဲ့ဟာမျိုးဘယ်လိုပြောမလဲကိုယ့်ရဲ့အသေးစားအမဲတပြားကိုတည်ချာလေးထည့်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါကျွန်တော်တို့ကတော့ဒီနာမည်နဲ့အဲဒီဒီဇိန်းနဲ့ပြန်လျှောက်ဖို့ကတော့ကျွန်တော်တို့ကနံပါတ်1ဦးစားပေးထားတာပါနော်ဟုတ်ပြီကိုထက်အောင်ကျော်ခင်ဗျာကိုထက်အောင်ကျော်တို့ NDF ပါတီပေါ့နော်ခမောက်ပါတီကဒီမန်ပါပေါ့အဖွဲ့ဝင် မပြည့်လို့ဆိုပြီး UEC ရဲ့ဥပဒေရပါတီဖြတ်သိမ်းလိုက်ရတယ်ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကြားတာကကိုထောင်ကျော်တို့ကပြန်ပြီးအယူခံသွင်းမယ်ယူခံဝင်မယ်လို့ကြားတာပေါ့နော်ဒါပေမဲ့ဟိုဥပဒေရတော့အယူခံတွေပါတော့မရှိဘူးဒါပေမဲ့တစုံတရာပေါ့နော်ဒါတွေဆောင်ရွက်မယ်လို့သိရပါတယ်အဲ့တော့အယူခံဝင်ပြလားပါတီရဲ့နောက်ဆုံးအခြေအနေစသဖြင့်အဲ့ဒါလေးကိုအများပြည်သူသိအောင်လေဗာများရှင်းပြဖို့ရှိမလဲဗျဟုတ်ဟုတ်ကိုသတ်နိုင်မင်္ဂလာပါခင်ဗျကျွန်တော်တို့ကတော့ခုနအယူခံပေါ့နော်အယူခံက အအမှန်ပြောရရင်ရှိပါဘူး UEC ရဲ့အဆုံးဖြတ်တာအပြီးပြတ်ဒီဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကမရှိဘူးသို့ပေမဲ့ဒီဥပဒေကိုမြေသူကပြန်ထမ်းတယ်ပေါ့ UEC ကဥပဒေကိုကျင့်သုံးရတဲ့ဖွဲ့စည်းဖြစ်တာဆိုတော့ UEC မှာတော့ဒီတရားမရှိဘူးဆိုတော့ကျွန်တော်တို့ကတော့ UEC တက်ကြော်လံနဲ့ဥပဒေကိုဟိုကျင့်သုံးပြန်ထမ်းနိုင်권ရှိတဲ့အဲတက်ချုပ်ပေါ့ တက်ချုပ်စီကိုကျွန်တော်တို့ကတော့ဒါဒီမဖြစ်တတ်ပါဘူးပေါ့နော်ဒါလေးတော့ကျွန်တော်တို့ကိုအဲငင်ညာပွင့်ပြုတ်ကိုဆိုတဲ့အမျိုးတော့ကျွန်တော်တို့ကတင်တယ်ပေါ့တင်တယ်ဂျူအီစီအနေနဲ့တော့မဟုတ်ဘူးဒါပေမဲ့တက်ချုပ်အနေနဲ့တော့ဖြစ်နိုင်ပါပေါ့လေဒါလေးပြောတာဒါသို့ပေမဲ့ဒါလည်းဥပဒေအကြောင်းအရာတော့ဖြစ်เสียရတော့အကြောင်းမရှိပါဘူးကျွန်တော်တို့အနေနဲ့ကတော့ပြုတ်ပွဲရာကိစ္စများကိုကုံစင်အောင်ပြုတ်မှုအောင် လုတ်ခဲ့တယ်ဆိုတဲ့အနေကိုတော့ဖြစ်ချင်တယ်ပေါ့လေကျွန်တော်တို့ကပြီးရောကွာဆိုလို့မှအားရမဖို့ပဲနဲ့ကျွန်တော်တို့ကကျွန်တော်တို့တက်ဆောင်းတို့ရေးစူးစားခဲ့ပါတယ်ဆိုတဲ့အမျိုးလုတ်ဖို့တက်တော့ကျွန်တော်တို့ကတင်ခဲ့ပါတယ်သို့ပေမဲ့အခုချိန်ကြီးတော့ဘာမှလည်းမရှိပါဘူးမရှိမှမှန်းလဲကျွန်တော်တို့ကတော့သိပါတယ်သို့ပေမဲ့ကျွန်တော်တို့ခုနကလို့ပေါ့ပြုတ်ပွဲရာကိစ္စများကိုပုံစံအောင်ပြုတ်မှုတွေလောက်ပဲကျွန်တော်တို့ကလုတ်ခဲ့တာဟုတ်ကဲ့ပါ โอเคအဲ့နေရာမှာပါတီဖြတ်သိမ်းတာနဲ့ပတ်သက်ပြီးပို့ပြီးတော့ဝေဖန်တာတွေများလာတယ်ပေါ့နော်ဒီရဥ္စာကဟိုတကယ်လို့မပြည့်မှုဆိုရင်ဒီရွေးကောက်ပွဲကိုတော့ဝင်ဝင်မရှိဘူးပါတီကတော့ဆက်ရှိဝင်ရှိတယ်ဒါမျိုးဖြစ်တင်တယ်ပေါ့နော်ဟိုဒါလည်းအကျိုးအကြောင်းတင်လို့ပါတယ်ဆိုအဲ့ဒီအချက်နဲ့ပတ်သက်ရောတေချာလေးတင်ပြလာဗျအဲ့ဒီညာနဲ့ပတ်သက်ရောဘာမှတော့အခုအကြောင်းမပြောင်းဘူးပေါ့နော်အဲ့ဒီပုံမှာထပ်ပြီးတော့ဟိုဖြစ်နိုင်ကြီးရှိအောင်မလားမျောလင့်လားဗျကျွန်တော်ကတော့မျောလင့်ချက်တော့မရှိတော့ပါဘူးဒါပေမဲ့ ခုနကိုတက်ထွေးနိုင်ပြောလို့ပေါ့လေကျွန်တော်တို့ကစသချင်းမှာကိုကတိန်းတထောင်ကျွန်တော်တို့ကစတင်ရအောင်ပြည်တော်စုအဆင့်ဆိုတာနဲ့တိန်းထောင်တင်ရတယ်အမှားပေါ်မှာမှာโอเคဖွဲ့စည်းခွင့်ပြုပါတယ်ပေါ့ဖွဲ့စည်းခွင့်ပြုပြီဆိုတာနဲ့တပြိုင်တပြိုင်နက်ကလူအချင်းမှာတော့လူတသိန်းပေါ့လေအခုကတော့လူ9000လူ9000ရှာရမယ်ရုံး130ရှာအမှားတွေကိုရှာတဲ့အခါမှာကျွန်တော်တို့နောက်ဆုံးပေါ့နော် ပြန်မင်းကြည့်တဲ့အခါကျတော့ရုံးကတော့ကျွန်တော်တို့က100ရုံးရပါတယ်လူကတော့ဟိုချန်ပီယံတိရတယ်ပေါ့4000တော့ကျော်သွားတယ်9000မပြည့်လိုက်ဘူးလို့ပြောတယ်ပေါ့ကျွန်တော်တို့က7000 7800နဲ့20တင်တယ်အဲ့ပုံမှာမပြည့်ဘူးပေါ့လေမပြည့်ဘူးဆိုတော့အဲပြဿနာဘာလဲဆိုကျွန်တော်ပြန်စစ်လာတာပါတီတခုထောင်တဲ့အခါမှာလူကြီး9000မပြည့်ဘူးဒါ4000ကျော်တယ်ဆိုတဲ့ဟာကတော့ရှိတယ်ပေါ့နော် ပြီးတော့ရုံပေါင်း158ရုံဆိုတဲ့ဟာကလွယ်လွယ်ကူကူဖြစ်ဖို့လွယ်ရလောက်အဲ့လားလေးမရှိတဲ့အတန်းနဲ့တိုင်းကကမင်းတို့တော့တော့ကွာပါတီဖြတ်သိမ်းလိုက်တယ်ဆိုတာမျိုးထပ်စားလို့ရှိရင်ဟလာဥပဒေမှာဟိုကဒီတစ်ခေါက်ရွက်ောက်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ကိုကမ်းတတ်တည်ဆိုတဲ့ဟာမျိုးဆိုရင်ကြီးမလောက်ဘူးလားအခုကကြတော့ကဲကြည့်ပါဦးကျွန်တော်တို့တောက်လျှောက်ကျူးစားလာရုံတရာ 18ရုံကျွန်တော်ကျွန်တော်တို့တကယ်ဖွင့်လာတရားနဲ့တရားနဲ့30လောက်ဖွင့်လာတို့ပေမဲ့တချို့ဟာတွေကအဆင်မပြေဘူးလို့ဘာလို့ညာတို့ပေါ့နော်တချို့ဟာဆိုရင်နထူးကြီးတို့ပေါ့ဆိုရင်ယူကျွန်တော်တို့စီကလူကဖွင့်มาတယ်ဆိုတော့ဟိုယူစီကသူတို့တောင်ရုံမဖွင့်တာကိုအဲ့တက်တောင်လို့ဖွင့်ခွင့်မပေးဘူးတွေပါညာဖြစ်တာကျွန်တော်တို့ကလက်ခံโอเคဒီဒီတရုံရတယ်ပေါ့အဲ့လိုမျိုးဖြစ်ထားခဲ့တဲ့ဟာတော်တော်ကျွတ်ကျွတ်ဆဆလောက်ရတာမယုံရင်လောက်ကြည့်ပါလားကျွန်တော်တောင်ပြောကြည့်စမ်းလေ ဖြတ်လာလွယ်တယ်မင်းမယုံရင်လုပ်ကြည့်ပါလားဆိုတဲ့ဟာမျိုးကျွန်တော်ကပြန်အောင်ပြောကြည့်ကြံသေးတယ်ပေါ့နော်အဲ့လိုမျိုးအနေထားမှာအဲဒါလေးမဟုတ်ဘူးဆိုတော့ဝီးဆိုပြီးတော့မှပြက်ပြဲပါပြီဆိုတဲ့ဟာတော့လွယ်တော့လွယ်တာပဲဟာတဥပဒေပါရပါပဲကျွန်တော်လက်ခံမှာတိန်တန်တာကျွန်တော်ကျွန်တော်မငင်းပါဒီဥပဒေပါရပါဥပဒေရဆိုတော့ကျွန်တော်ဥပဒေရပါလားဒါပေမဲ့တရားမျှတပါဤလောဆိုတဲ့ဟာက ရုံပေါင်း159ရုံဖွင့်လာခဲ့တဲ့ပါတီဟာလားလူဦးရေခုန9000ဆိုရဲဟာမင်းတယောက်ပဲရှိတယ်လို့မဟုတ်ဘူးလေ4000ကျော်စုစားခဲ့ပါပြီဆိုရဲပါတီကအဲမပြေပါဘူးဆိုရတဲ့ပြင်နဲ့အေးသွားကွာဆိုပြီးတော့မှလုပ်တတ်တဲ့ဟာသူဥပဒေအကြောင်းရမှန်ဥပဒေအကြောင်းရမှန်တယ်သို့ပေမဲ့အလှကအဆင်ပြေလားဟုတ်ပါရဲ့လားပေါ့ အလားလေးတွေကဥရေပြုသူများကလည်းစဉ်းစားတက်နေတယ်မှာနော်အဲ့လိုအဲ့ဒီပုံမှာလည်းကျွန်တော်တို့ကနောက်ပိုင်းပြန်ပြီးတော့မှဖြေလျှော့တဲ့ဟာတွေပေါ့မှာဒီမှာဒီပေါ်ရီမာရွန်ဖြေလျှော့တာကျွန်တော်တို့လည်းဒါလေးတော့စဉ်းစားတက်မှာလေထင်ပါတယ်ဆိုပြီးတော့မှလည်းကျွန်တော်တို့ကပြောရပေါ့အဲဒီတော့ခုချိန်ကြီးကတော့ကျွန်တော်တို့ဘာမှဟို reply လည်းမရှိပါဘူးဘာလည်းမရှိပါဘူးကျွန်တော်တို့လည်းထားလိုက်ပါပြီပေါ့ထားလိုက်ပါပြီအဲ့လိုအဲ့လိုအဲ့လောက်ပါ โอเคဒီနေရာမှာဥပဒေနဲ့ပတ်သက်ပြီးဟိုထပ်ပြီးတော့ဟိုပြောစရာရှိတာကအဲ့တော့ UEC ကဥက္ကမဟိုကသတင်းစာရှင်းလင်းပွဲမှာပြောဒါဥပဒေရလောက်တာပေါ့ကြိုက်တဲ့ချိန်ဒီစရင်းတွေလာစစ်လို့ရတယ်သူတို့စီမှာပေါ့เนาะဟိုဘသူတွေကထပ်နေတယ်ဘသူကမထပ်ဘူးသူတို့တေးချာလုတ်ခဲ့တယ်သူတို့ software နဲ့လုတ်တယ်လို့ပြောပါတယ်ပေါ့အခိုင်အမာပြောတယ်ဥပဒေရပဲဘာမှသူတို့ဟိုအဂရီမပါဘူးပေါ့เนาะဟုတ်ပြီဒါဆိုရင်အဲ့ဒီနောက်မှာပြည်သူပါတီကဒီမဲဆန္ဒနဲ့ဘလောက်မှကိုယ်စားလှယ်လောင်းပြန်ရမယ်ဆိုတဲ့အရေးအတွက်ကို तू आ रिक्वेस्ट လုပ်တယ်ပထမက तू आ ဟိုတဝက်ပြန်ရမယ်ပေါ့နော်အဲသုံးမျိုးတချို့လုပ်ပါလို့ request လုပ်လိုက်တယ် request လုပ်လိုက်တဲ့အခါမှာလွယ်လင့်တကူပဲသုံးမျိုးတချို့တော့မဟုတ်လေးမျိုးတချို့ဆိုပြီးတော့ဥပဒေကိုပြင်လိုက်တယ်အပြင်ပေးလိုက်တယ်လွယ်လင့်တကူပဲနော်ဒီဥပဒေဒီကြည့်လိုက်တော့နိုင်ငံတော်ယာယီတမရဆိုတဲ့လက်မှတ်ထိုးပြီးတော့တက်ချုပ်ကလက်မှတ်နဲ့လာတယ်ဆိုတော့ဥပဒေဒီသူ့တယောက်တည်းပေါ်မှာရှိနေတယ်ဆိုတော့သူ့အနေနဲ့ဒါကိုအန်ဒီယက်ကိုဖျက်သိမ်းတဲ့ case တုံးကလည်းသူ့အနေနဲ့ short ပေးမယ်ဆို short လို့ရတဲ့အနေထားလွန်လင်းတကူကိုလုတ်လို့ရတဲ့အနေထားလीနော်ဒီနေရာမှာဒါဟို UEC ကတော့မရဘူးဥပဒေရဆိုပြီးတင်းခံတယ်ပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲဥပဒေဖြစ်ပေါ်လာမှုနဲ့ပတ်သက်ပြီးတော့ဘာဘာများပြောလို့လဲကိုထက်အောင်ကျော်နေနေနဲ့တင်မှာတဦးတယောက်ရဲ့ပါဇက်ထဲမှာရှိနေတဲ့ဥပဒေလို့ဒါပြောလို့ရတယ်လေဒီလိုကြီးဖြစ်နေတယ်လေဆိုတော့အဲ့ပုံမှာပါပြောလို့ကင်ကျူတို့လောက်တဲ့အပေါ်မှာချုပ်ပြီးတဲ့ဟာအချိန်နဲ့ဆိုင်တယ်ဘာလို့လဲဆိုတော့ဒီ အဲ့ရမတိုင်ခင်မှာဖြီချော့လို့ရတယ်ကျွန်တော်တို့ကြတော့ခုနှစ်ရက်နေ့မတိုင်ခင်မှာအားလုံး PC လို့ပြောတာအဲ့အဲ့ကောင်ကျွန်တော်ကိုးရက်နေ့မှာမှအဲယူစီရကြောင့်ညာဖြစ်တယ်အဲ့ပုံမှာကျွန်တော်တို့ကအချိန်ရပြန်လဲကုစားစရာမရှိဘူးဖြစ်တာပေါ့ဆိုတော့အဲ့အဲ့ပုံမှာကျွန်တော်ကဟိုကိုကိုတတ်ထူးနိုင်ရဒီပုံမှာတော့ကျွန်တော်ကဥပဒေဆိုလို့ရှိရင်တော့ဟုတ်တယ်ဥပဒေပြုတ်တဲ့ဟိုပုံမှာပဲမူတည်တာပါဒါပေမဲ့ကျွန်တော်တို့ကအချိန် အချိန်လေးနည်းနည်းလွယ်သွားတော့ဗောနကီချူရိုတင်တဲ့အချိန်မှာကီချူရိုကအင်တိုင်းဖြစ်တယ်ကျွန်တော်တို့ကြတော့ရက်ကျော်သွားအဲ့အတွက်ကြောင့်မလို့ကဖြစ်သွားတဲ့ကိစ္စပဲဆိုတော့ဟိုဘာဖြစ်ဖြစ်ဘာကျွန်တော်ကကီချူရိုဒီပြီးရော့သွားတဲ့အပေါ်မှာကျွန်တော်ကျွန်တော်တကယ်စိတ်ခက်ရပါပါဗောနကိုကိုပြတ်ပြီးတော့မှကီချူရိုဘာဆက်ပြတ်မယ်ဆိုလို့ရှိရင်တော့ဒုက္ခပဲဆိုတော့ကျွန်တော်ကဖြစ်နေတဲ့လူဖြစ်တဲ့ကြောင့်မလို့ကဒါအစ်ဆုတ်ပြီးမှကျွန်တော်ကကျွန်တော်အားလုံး okay ပါတယ် ဟုတ်ပြီအဲ့တော့အခုဒီပါတီဖြတ်သိမ်းခံပြီးနောက်ပိုင်းမှာအခုကျွန်တော်ကြားတာတတိပုဂ္ဂလအနေနဲ့ဝင်မယ်လို့လည်းသိရတယ်ဆိုတော့ပိုထက်အောင်ကျတို့ပါဝင်ဒီຢာထားတဲ့ကိုယ်စားလှယ်အားလုံးကအဲ့လိုတတိပုဂ္ဂလဝင်ကြမှာလားဒါမှမဟုတ်တခြားပါတီကဝင်ပြန်မှာလားဘယ်လိုမျိုးပါတီမှာစဉ်းစားထားတာရှိလဲဗျစဉ်းစားထားချက်ရှိလဲအဲတချို့ကပြန်မလျှော့ခင်မှာအခြေဟိုကကေချုနဲ့ကျွန်တော်နဲ့နေ့ရက်သုံးရက်လောက်ကမနေ့တိုင်းကိုကျွန်တော်မိတဲ့အကိုအစံပြေလာဘာလာညာလာဆိုတဲ့ခံမျိုးကိုကျွန်တော်တကယ်ပြောဖြစ်ပါတယ် ပြောဖြစ်ပြောမှာကျွန်တော်လူတွေကိုလည်းကျွန်တော်အနေနဲ့ကတော့ဟေးမင်းတို့ PP ကိုသွားกว่าတော့ဘယ်သူ့ကိုသွားกว่าတော့ဆိုရင်ဟာကျွန်တော်လောက်ခွင့်လည်းမရှိပါဘူးကျွန်တော်ကအာနာရှင်မဟုတ်တာယူကိုနဲ့ယုံကြည်ဟာနီးဆက်ရလူတွေနဲ့အော်လောက်ပါတိုတိမဟုတ်တတိပုတ်ကလပုံပြင်မှာဆိုရဲအထန်ရနေပဲကျွန်တော်ကတော့ဆက်ပြောတော့ဘူးနော်ဒါပေမဲ့ကျွန်တော်ကတော့တိုက်တွန်းရတာပေါ့လေထပ်ပြီးတော့မှဒီမိုကရက်တစ်အင်အားစုတွေ ဟိုဟာဖြစ်သွားလို့မရဘူးဆိုတဲ့အမျိုးကျွန်တော်ကတော့ဝိုင်းမိတိုက်တော့တဲ့ဟာတွေရှိပါတယ်ရှိတော့အဲထိုက်တဲ့အားဆိုတော့လည်းသွားတဲ့လူကြီးလည်းရှိပါတယ်ပေါ့အဲ့လားတပိုင်းပေါ့နော်အဲ့ဒီပုံမှာလုံးဝမရဘူးကိုကနဲ့ကိုပဲပါတီမရှိပေမဲ့ငါတို့တတိပုဂ္ဂလနဲ့သွားမယ်ဆိုတဲ့လူကြီးလည်းရှိတယ်ဒီပေါ်လဲကျွန်တော်ကတန်တာကတော့ကျွန်တော်တကယ်ကိုအလေးစားပါတယ်ဟိုကျွန်တော်ဆက်လုပ်မဲ့ကိစ္စကတတိပုဂ္ဂလတွေအတွက်ကိုကျွန်တော်မဲဆွတ်နံပါတ်1နံပါတ်2 ီမိုကရက်တစ်အင်အားစုတွေတော်မင်းဆန်လို့ဆိုတော့ကျွန်တော်ကတော့ဒီနှစ်ခုကိုနောက်ပိုင်းလှုပ်သွားမယ်ပေါ့ကျွန်တော်ကတော့ကျွန်တော်ဒီကတော့ရွက်ကောက်မမဝင်အအတင်းကကဒီရွက်ကောက်မဝင်ရခြင်းအကြောင်းရတယ်စီးစီပိုင်းကစီဝေးလှုပ်ဖြစ်တယ်ပေါ့စီဝေးလှုပ်ဖြစ်တော့မဆန်မင်းကလည်းသူလည်းစိတ်တက်ကြတယ်မဝင်ဘူးလို့ပါမလို့လို့တော့အမလှုပ်လို့မရအောင်အမတကယ်ကိုဖိကာဖြစ်တယ်ပေါ့လေအမဥဆောင်မျိုးမှာဈေးပုတ်လိုက်နေတယ် အမဝင်ရမယ်ပိုင်းလားဆိုတော့နောက်ဆုံးကျတော့အမအဲ့သူဝင်မမယ်ဖြစ်တယ်ပေါ့အဲအမနဲ့တကွာ channel လူတွေဝင်ကြပေါ့နော်ဝင်လို့ရတယ်မင်းဝင်ကြပါဆိုတော့တိုင်းပြီးတော့ကျွန်တော်နဲ့ဟိုမျိုးဆက်သွေးပေါ့ဟိုမျိုးဆက်သွေးတို့ကဒီပါတီပြန်လဲဒီထောင်ကြီးပေါ့အဲ့တော့ကျွန်တော်တို့တည်ထားမယ်ပေါ့ဟလာတိုင်းပေါ့ပြီးတော့ institution ဒီဟာတွေအကောင်လုံးကို institution ကောင်းကောင်းနဲ့ လောက်ဖို့အတွက်ကဒေါက်တာမင်းညိုတို့ဘာလို့ညာတို့ကဒေသလောက်ကြပါဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်တို့ဒေသလေးခွဲပြီးတော့မှစဉ်းစားပြီးတော့မှရည်ရွယ်ပြီးလောက်ကြရပါတော့အခုလောလောဆယ်တော့ပုံဖော်နေစေပေါ့အဲ့တော့ပါတီမရှိပင်မဲ့အခုဝင်ဝင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်တွေကခုနဘဝစုစည်းတဲ့မူအောက်မှာပဲသွားကြမဲ့သဘောပေါ့နော်အဲ့လိုပြောရင်မှန်မလားဗျအင်းမှန်ပါတယ် အဲ့တော့ဒီအခုရှိနေတဲ့ရွေးကောက်ပွဲဥတွေရဆိုရင်ပါတီအစ်တီထောင်လို့အခုလောဆယ်ရလားဟိုတော့ main 9ရက်နေ့မှာပိတ်ထားတာဖြစ်တယ်လေ main 9ရက်နေ့မှာပိတ်ထားပြီးသားဖြစ်တဲ့အခါကျတော့အိုင်းခါကတော့ပါတီအစ်တထောင်လို့လောဆယ်တော့မရဘူးဒီရွေးကောက်ပွဲပြီးသွားပြီးတော့အချိန်ကြာရင်တော့ပြန်ရမှာပေါ့အခုလာမဲ့ရွေးကောက်ပွဲတော့ပါတီအစ်တမရတော့ဘူးဒါပိတ်သွားပြီမရမရဘူး ပိတ်သွားအဲ့တော့ရွက်ကဝက်ပြီးလို့ခုနဟိုကော်မရှင်အစ်ထက်ပေါ်လာရင်တော့ဥပဒေထက်ပြီးတော့ဖွင့်တာဖြစ်နိုင်မှာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့ကြရင်တော့ဒီနာမည်နဲ့ပဲသွားဖို့စဉ်းစားထားလားအဲ့ဒီနာမည်နဲ့ပဲရဖို့မျှော်လင့်လားအဲ့အဲ့ဒီအတွက်ကိုကြိုးပြီးပါလိစဉ်းစားထားလိုက်ဗျာကျွန်တော်တို့ကတော့အဲ့ဟာကပြောမယ်ဆိုရင်မပိတ်ထားဘူးကိုဒီနာမည်နဲ့ပြန်လျှောက်လို့မရပါဘူးလို့တော့မပြောထားဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဥပဒေအကြောင်းရပါဖြတ်သိမ်းလိုက်တဲ့ပါတီအနေနဲ့ပြန် ြန်လျှောက်လို့ပြန်လျှောက်ခွင့်မပြုပါဆိုတော့ပြောရတဲ့အကြောင်းကျွန်တော်တို့ကတော့ဒီနာမည်နဲ့အဲဒီဒီဇိန်းနဲ့ပြန်လျှောက်ဖို့ကတော့ကျွန်တော်တို့ကနံပါတ်1ဦးစားပေးထားတာပေါ့နော်အလားအပုံမှာလာမယ့် UEC ပေါ့လေအခု UEC တော့မဟုတ်ဘူးပေါ့လာမယ့် UEC ကအဲမရဘူးရတယ်ဆိုတာကြည့်ကြည့်ရမှာပေါ့ကျွန်တော်တို့ကကြည့်တာဥပဒေကြောင့်ညာကျွန်တော်တို့ပိတ်ပင်သားစီတဲ့ဟာမတွေ့ဘူးပေါ့မတွေ့တဲ့ကြောင့်လို့အဲ့အဲ့ဒီအချိန်မှကျွန်တော်တို့ပြန်ပြန်လျှောက်ကြည့် အဲ့တော့အခုလောလောဆယ်ရွေးကောက်ပွဲကာလမှာကိုနဲ့ align ဖြစ်တဲ့ပါတီတချို့ရှိမှာပေါ့သူတို့ကိုကို support ပေးမဲ့အနေအထားမျိုးရှိလားသူတို့ကိုကူညီပေးဖို့အစီအစဉ်တွေရှိလားသတိပုဂ္ဂလာနံပါတ်1ပေါ့နော်ဘာလို့ဆိုကိုကိုပါတီကဂျန်ခဲ့တဲ့လူတွေလောက်ကြတာသူတို့ကတော့ကျွန်တော်နံပါတ်1ပါ inner ring ပေါ့ပြီးရင် second ring ကတော့ကျွန်တော်တို့ကတက်တယ်ပြောမှာကကြည်ကျူးလို့ပေါ့ဒါကျွန်တော်တို့ထပ်လုပ်ပြရကျွန်တော်ဒါကကျွန်တော်ရဲ့တကယ်ကို မိတ်ဆွေပါတီတွေဖြစ်တဲ့ကြောင့်မို့သူတို့အွန်လိုင်းရဲ့အတွက်ကျွန်တော်တို့ဘာလုပ်အောင်လဲဒါဒါကျွန်တော်တို့လုပ်ပေးတော့မှာဒါတော့တက်ပြောလို့ရပါတယ်ဟုတ်ကဲ့အဲ့တော့ challenge ရှိတာကအခုကိုထက်အောင်ကျော်တို့ကပြည်တွင်းနိုင်ငံရေးလမ်းကြောင်းအောင်သွားတယ်ပေါ့တော့ဒီစစ်တပ်အောင်မှာအခုစစ်တပ်လုံးမဲ့ရွေးကောက်ပွဲစီဒါစစ်တပ်ထွက်ပေါက်ဖြစ်တယ်အာဏာသိမ်းတာလာဖြစ်တယ်တရားမဝင်ဘူးနော်တော်လိုင်းအင်အားစုတွေကလုံးဝတောင်လက်မခံဘူးလက်မခံတဲ့ကြားထဲအောင်ကိုထက်အောင်ကျော်တို့ကနိုင်ငံရေးနီးနဲ့ရအောင်ဖောက်မယ်ဆိုပြီးဝင်တယ် ီလိုပါတီတွေတောင်မှအခုလိုဒီကန့်တတ်မှုကြီးကျယ်အောင်မှပါတီဖျက်လိုက်ရတယ်လေဆိုတော့ဒီစစ်တပ်အောင်မှဒီဒီမိုကရေစီဒီရွေးကောက်ပွဲကဒီမိုကရေစီအယူဖြစ်မလားအထူးသဖြင့်2008အောင်မှစစ်တပ်ကကြိုက်တယ်လို့ခြေလှယ်လို့ရတဲ့အောင်မှပိုဆိုးတာပေါ့လေဆိုတော့ဒီရွေးကောက်ပွဲကနေဒီအယူတစ်ခုကဟိုမျောနေလားဖြစ်နိုင်ကြီးဘလောက်ရှိနိုင်မလဲအခုအချိန်နေရဆိုတော်တော်ဆိုးဝါးဖြစ်နေတာလေဘာများပြောလို့လဲသူတို့ကဖြစ်ဖြစ်နိုင်နေပေါ့နော်ဖြစ်နိုင်နေဆိုတဲ့ဟာဒီကောပါ အယူအဆဆိုတာထက်ဆာလို့ရှိရင်ကျွန်တော်လက်ခံပါဒီလက်ရှိလူတို့အချက်တည်းကတကယ်ခက်ခဲနေဆိုတော့ကျွန်တော်လက်ခံသို့ပေမဲ့ဒါဒီကျွန်တော်အများဆုံးပြောတာဒါပြည်သူထပ်ပေါက်ဖြစ်တယ်နော်တိုင်းပြည်ရဲ့ထပ်ပေါက်ဖြစ်တယ်ဟိုသူများပြောတဲ့ separate ထပ်ပေါက်ဒီပိုင်းကျွန်တော်ကျွန်တော်ကျွန်တော်မယုံကြည်ပါဘူးဒါတကယ်လူတို့ထပ်ပေါက်ပေါ့ဘာဖြစ်လို့လူတို့ထပ်ပေါက်ပြောမလဲဆိုတော့လူတို့ကတကယ်ကိုပိတ်ပိတ်လောင်မှုချက်နေတယ်ဒီဟာကိုကျွန်တော်တို့က ရင်ယုံကြည်ကြည်နဲ့ရွှေ့လိုက်တာနဲ့တပိုင်းကကျွန်တော်တို့မပေါအောင်နော်ကျွန်တော်တို့ပါတဲ့အချိန်မှာလဲကျွန်တော်ကပါမယ်လို့ထင်တဲ့အချိန်မှာလဲကျွန်တော်တို့ကလူထပ်ပေါက်ပါလို့ပြောခဲ့ကျွန်တော်တို့ခုမပေါအောင်မပါလဲကျွန်တော်ကတကယ်ကိုရင်ယုံကြည်ကြည်ပါပဲလူလူထပ်ပေါက်ပါတရားတကယ်ကိုဒီအချိန်မှာအာတကယ်တကယ်လုံမှန်အောင်လူလူထပ်ပေါက်ဆိုလိုတာကကိုထက်အောင်ကျွန်တော်အဲ့လိုယုံကြည်ပြီးဒါဖြစ်ရမယ်ဆိုပြောအခုကကသူတို့အာနာရဖို့အတွက်ပဲမြင်နေရပြီလीဟိုအကုန်လုံးပိတ် အရန်ကိုတင်းကျက်လာပြီလေဆိုတော့ခါကျရွေးကောက်ဝဲဖြစ်လဲဟုတ်ထွက်ပေါက်ဖြစ်နိုင်မလားအဲ့ပုံမေးတာအဲကဲအဲ့လားဆိုကိုကိုအကိုရဲကျွန်တော်ပြောကြည့်မယ်ဟောနော်ဆိုတော့အထူးကကချက်ကန်ဘယ်လန့်ဆို check and balance ကိုကျွန်တော်တို့ကပြန်တော့အောင်အခုလောလောဆယ်အာနာဒီသဆုံးပြောက်လက်ထက်မှာရှိတယ်ပေါ့ဟုတ်ကျွန်တော်2010မှာလဲဒီလိုပဲဖြစ်ခဲ့တာ2010အရွှေ့မှာဘယ်လောက်ထိဖြစ်သွားသလဲပေါ့ 2030အရွေးနဲ့မတူပါဘူးကွာဆိုတဲ့ဟာမျိုးဘယ်လိုပြောမလဲကျွန်တော်ကမြင်တာကတော့ဒီဟာဒီရွေးကောက်ပွဲဖြစ်လိုက်တာနဲ့တမြန်နေဟလာအဲအုတ်ချွေးအာနာတရားစီရင်အာနာဥရေပြူရေးအာနာသုံးရပြန်ပွဲမယ်ပြန်ကွဲတာနဲ့တပြန်နေအခုလောလောဆယ်ဖြည့်စည်းနေတဲ့ဟာဒီတခါတည်းကြော်ကြပါမယ်တချို့ဟာကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိအခက်အခဲကကျွန်တော်မြင်တာနော်ဥပဒေမှာ လက်မှတ်လေးထိုးလိုက်တာ ਨੇ တချို့ဟာပြီသွားမဲ့ကိစ္စတွေအများကြီးရှိဒါတွေလည်းကျွန်တော်မြင်နေရတော့နော်ဒါပေမဲ့ဒီလက်ရှိကမဖြစ်နိုင်ဘူးဖြစ်ဒီရွေးကောက်ပွဲအရာပြောင်းလိုက်တာ ਨੇ တပြိုင်နက်ကဥပဒေပြုတ်ရေးရနေမှာနော်လက်မှတ်လေးထိုးလိုက်တာ ਨੇ ပြီသွားမဲ့ကိစ္စတွေအများကြီးရှိပါတယ်ဆိုတော့ ਨੇ တပြိုင်နက်လူတုမှာပြိနေတဲ့ window ဝင်ပိုးတွေအလုံးပြီသွားမဲ့အနောက်ပြင်ကိုကျွန်တော်ကလူတို့ရဲ့အောင်ပွဲလို့ကျွန်တော်က ခံယူပါတယ်အဲ့တော့တော့ကျွန်တော်ကဒါဒီလူတို့ထွက်ပေါက်ပါဆိုရဲအောင်ကျွန်တော်ကရက်ခံပြောနေချင်ပါကိုထောင်ကြပြောတာကျွန်တော်နားလဲတာအခုအာနာ3ရက်လုံးဒီတက်ချုပ်ကလက်ထဲမှာကင်ထားတယ်အဲ့ဒါကိုဖြေလျှော့ဖို့လိုတယ်အဲ့နံပါတ်1အချက်ကဟိုကဒါအပြောင်းလဲတစ်ခုကိုဖြစ်နိုင်တယ်ဆိုပြီးကျွန်တော်နားလဲတယ်ကိုထောင်ကြပြောတာဒါပေမဲ့အခုကျွန်တော်သိနေရတာတက်ချုပ်ကိုနိုင်က तू ကတမရနေရာကိုမှန်းထားတယ်လို့သိရတယ် तू ကိုယ်တိုင်တမရနေရာမှာဝင်ပြီးယူလိုက်ရင်ရောဖြစ်နိုင်ပါ့မလားအဲ့ပုံမှာပါပြောကျွန်တော်ပြေးတယ် ကျွန်တော်ပေးတယ်ကျွန်တော်ကျွန်တော်တကယ်ကိုပေးတယ်အဆင်ပြေတယ်အဓိကကတော့အဲ့ခုနပဲအနာ၃ရက်လေးနည်းနည်းပြန်ကွဲတာနဲ့ချက်ကန်ဘယ်လန့်စ်လေးဖြစ်တာနဲ့တပြန်နဲ့ကိုကကျွန်တော်တိုင်းပြည်ထိုက်တဲ့အားလို့ဆိုတာအဆင်ပြေမယ်လို့ယူဆတယ်ပေါ့နော်ပြီးတော့အခုလက်ရှိတက်ချုပ်သမရရာတို့ဘယ်သူမှဟောမဖြစ်တော့မှကျွန်တော်ကဘေးကျန်သူသာလင်းအခုလက်ရှိခင်းချင်းနေအားလုံးရသူသူသာလင်းလုံးတင်ပါလို့ကျွန်တော်က proposal ဆောင်လောက်ချင်တယ်။ဟောအဓိကအာနာ၃ရက်ဟိုသူသူ့နေရာသူရောက်သွားဖို့ဘယ်လိုပဲလိုချင်တယ်။ဘယ်ဖို့လဲဘယ်ဖို့ပဲ။အဲ့တော့အဲ့လိုဖြစ်သွားမယ်ဆိုရင်ဥပမာပြည်သူလူထုပေါ်ကြာနေတဲ့အခုအထွေထွေကြက်သေးရကိုထက်အောင်ကြော်တော့ data ရော့သွားမယ်ပြေလည်ဖို့ရှိလို့ပြောတယ်။ဥပမာအနေနဲ့ပြောမယ်ဆိုဟိုတစ်ခုနှစ်ခုတော့ဘာကိုထောက်ပြလို့ရမလဲ။တကယ့်ကိုအခုဖြစ်နေတဲ့ဟာတွေအကုန်လုံးဒီဟဟလားအနာ၃ရက်ပြန်ခွဲတာနဲ့ပြန်နေတယ် လွတ်တော်အနေမှာတချို့ဟာလေးတွေကဒါတွေကဒီလိုလုတ်တက်มาရဲဆိုတဲ့အမျိုးဟိုတစ်ခုနှစ်ခုပြောတာနဲ့ဟုတ်ပါပြီဆိုပြောမှာကျွန်တော်တို့2030ခင်းချက်မှာကြုံခဲ့ဘူးကဒါတွေကကျွန်တော်ကအထူးထွေပြောစရာမလိုဘူးပေါ့နော်အခုလက်ရှိဖြစ်နေတဲ့ဟာတွေအကုန်လုံးကမင်းမဆော့ဆော့ခက်ခဲနေတဲ့ကိစ္စတွေမဟုတ်ဘူးတိတ်တိတ်ခက်ခက်ကဲကဲမဟုတ်ဘူးတချို့ကဒါလေး okay ပါပဲဆိုတာလက်မှတ်ထိုးလိုက်တာနဲ့ easy သွားမဲ့ကိစ္စပေါ့ဥပမာ trade policy တွေပေါ့နော်အခုပြောရမယ်ဆိုလို့ရှိရင် အခုဒေါ်လာဈေးဒီဟဟလာဒေါ်လာဈေး1000မှာဒီဟာ1000ဖြစ်ခဲ့တဲ့ဟာအခုဒေါ်လာဈေး3000မှာဒီဟာ3000ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ fine ပေါ့တို့မြဲအဲ့လိုအခုဟာဒီဒီ twin ကုန်ထုတ်ကုန် policy တွေအရကဒုက္ခရောက်ပြီးမှအများကြီးဈေးတွေတက်ဘာတွေတက်နေလူတစ်ခွက်ရောက်နေတဲ့ကိစ္စအရှိအဲ့ဒီဟာတွေကတချို့ဟာလေးတွေကအဲ့အနာ၃ရက်လောက်ပြန်ကွဲတာနဲ့တပြိုင်နက် check and balance လေးနည်းနည်းပေါ်လာတဲ့တပြိုင်နက်လူတို့မှာပြိနေတဲ့ window ဝင်ဖို့တွေအကုန်လုံးကပြေရောမှာကျွန်တော်ကအဲ့လောက်ပဲမျောနေတာကျွန်တော်မျောများမမျောလဲအဲ့လောက်မျောလဲနာအဲ့လောက်ဖြစ်တာနဲ့တပြိုင်နက်ကလူတို့မှာထောက်ပေါက်ရပါတယ်ကျွန်တော်မျောလဲမှာ အဲ့တော့ကိုထက်အောင်ကျော်တို့လည်းနောက်ဆုံးအနေနဲ့ပေါ့အခုလိုပါတီတော့ဖြတ်သိမ်းခံရပြီဒါမဲ့ဟိုတတိပုဂ္ဂလသွားမဲ့သူတွေရှိတယ်တခြားပါတီကလည်းဝင်မဲ့လူရှိတယ်ပါတီနေနဲ့လည်းပြန်ပြီးစုဖွဲ့မှုအနေထားလည်းရှိတယ်ဆိုတော့ဒီအခြေအနေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့မဲဆန္ဒရှင်ကိုယ့်ပြည်သူတွေအတွက် NDF အနေနဲ့တခုခုပေါ့နော်အခုချိန်မှာပြောကျင်တဲ့စကားရှိမှဆိုရင်ပါဖြစ်မှာလား NDF ဆိုတဲ့ဟာဗုဒ္ဓဘာသာမြန်မာလူထုကိုပြောတာတိတ်ခဲရင်းပါဘာလို့လဲဆိုတော့ဒါတွေကပြညတ်တွေပေါ့နော်ပြညတ်တွေဖြစ်ပေရောကြောင့်လို့ပြညတ်တွေအရင်ကြည့်ပါဦး အဓိကအနှစ်သားအရေးကြီးတယ်လေနှစ်သားအရေးကြီးတဲ့အကြောင်းကျွန်တော်တို့ကဒီနှစ်သားဒီစုဖွဲ့မှုကလည်းပြောင်းမှာမဟုတ်ဘူးဒီနှစ်သားတိုင်းလည်းကျွန်တော်တို့ကစုဖွဲ့ထားတယ်အဲပြီးရင်ဒုတိယရှိမှကိုကျွန်တော်တို့ပြန်လာမယ်အဓိကကတော့လူထုနဲ့ကျွန်တော်တို့နဲ့သသားတဲ့ပြောင်းကျွန်တော်တို့ကလည်းစူးစမ်းစူးစမ်းမယ်အဲအဲ့စူးစမ်းမှုကလူထုရဲ့အဆုံးဖြတ်ပဲဖြစ်တာလူထုရဲ့အဆုံးဖြတ်တာလည်းနံပါတ်1ဖြစ်တယ်ပေါ့ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့နိုင်ငံရေးသွားမဲ့ trend တွေတို့ပုံအပ်ထားတယ်အခုအခုပင်တဲ့ဒီပုဂ္ဂလတွေတော်တော်များများကိုအဲပါတီရဲ့ကူစားပေါ့ပြိုင်နာခိုင်းနေဒါလည်းကျွန်တော်တို့ကလူတို့ကိုလူတို့စီအပ်တာပါပဲအဲအဲလူတို့ရဲ့အဆောင်ဖြတ်ကိုလည်းကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကတကယ်ကိုလူတို့အဆောင်ဖြတ်ကိုကျွန်တော်တို့ကရဲ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 ဝုံဝုံခံယူရဲပါတယ်ပေါ့နော်အဲဒီတော့ကြောင့်လို့အဲကျွန်တော်တို့စေလွတ်လိုက်တဲ့ဒီပုဂ္ဂလတွေကိုလည်းလူတို့အနေနဲ့ကဝိုင်းဝန်းပြီးတော့မှ ဒီတိုင်းပြောလို့လည်းမယုံနဲ့ပါနော်သူတို့ပြောတဲ့ဟာတွေကငါတို့အတွက်တကယ်ကိုဟုတ်နိုင်ရဲ့လားဆိုတဲ့ဟာကိုလေသေသေးချာချာကြည့်ပြီးတော့မှကိုယ့်ရဲ့အသေးချာအမဲတပြားကိုသေချာလေးထည့်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါကျေးဇူးတင်ပါတယ်โอเคกูแทมจอชื่อตุติมาแล้วกูแอนดี้เนี่ยဖြတ်သိမ်းခံပြီးနောက်ပေါ့เนาะဘာတွေဆက်လုပ်နေလဲခြေနေဘာတွေရှိရဲဆိုတော့အခုအားလုံးတရားအောင်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျโอเคပါဟိုဟိုတတ်နေအများကြီးကျေးဇူးတင်ပါ